ိတ်တကယ်ကြာပြီအဲ့လိုမျိုးဂျုံဂျုံကြာပြီရိုက်ခဲ့ရတာပေါ့နော်ပြီးတော့အမတ်တရကတော့အင်ချီတစုံနဲ့နဲ့တကားလုံးပြီးသွားတာပေါ့နော်တွက်ချိကြိုက်တဲ့ကားလေးပါဟုတ်ကဲ့အဲ့ဟောလေရိုက်နေလို့ဆိုတော့မကြောက်ဘူးတကယ်မကြောက်ခဲ့ရအော်အော်ငါတို့တရေကကြောက်ရောကြောက်ဖို့ကောင်းရဲ့လားဆိုအဖြစ်ခွေပဲခွေနေတာဝမ်းသာပေါ့ဟိုဟာကလေးပြိတ်သက်ရဖို့ဆိုတာအရန်ခက်ခဲပါတယ်ဘာဖြစ်လို့ဆိုတော့ကလေးတွေကရုပ်ရှင်တိတ်ပြီးတော့လည်းမကြည့်ကြဘူးကြည့်ရတဲ့ကားရဲ့ limit ဖြစ်တယ်ပေါ့နော်သူတို့စီကအကြိုက်ခံရဖို့ဆိုတာအရန်စူးစမ်းရတယ် မမရွေးတော့လားမသိမကြိုက်လို့ပဲဆက်မလုပ်ခိုင်းရလားမသိဘူးပေါ့အဲ့ဒါနဲ့ကိုကအိမ်ရောက်ပြီးတော့ကိုကကိုပဲလုံးဆက်ချင်လုံးနေတဲ့အချိန်မှာညီမလေးရဲ့နင်းဆက်ကာရိုက်တာကိုကြိုက်ကြလို့ပေါ့နော်အဲ့ဒါညီမလေးတရုပ်ဆောင်ပြီးရတယ်နင်းဆက်နဲ့လိုက်တယ်ဆိုပြီးတော့တခါလေးရွေးလိုက်လို့အဲ့ဒါဘာမှမပြောတော့ဘူးအားနဲ့နင်းဆက်ကာရိုက်တာလေးရရတယ်ဆိုတော့ဩโอเคဆိုပြီးရမှရဲဖြစ်သွားတယ်အမတရားကတော့ဒါကျွန်တော်ကဒါနင်းနဲ့ညပြောင်းပြန်ရရပေါ့နော်နောက်လျှောက်ရရတခြားလုံးကညတွေမှာပဲရရဖြစ်တဲ့အတွက်ကြောင့်နင်းနဲ့ညကတော့ပြောင်းပြန်လေးဖြစ်ခဲ့တယ်အဲ့ဒီတော့ဆိုရင်ရုပ်တွေလည်းတကယ်ကိုပေါ့နော် တချို့မိတ်ကပ်မလို့မျက်သွင်းတွေတကယ်ကျပြီးတော့ဝိတ်တွေတကယ်ကျပြီးအဲ့လိုမျိုးဂျုံဂျုံကျပြီးရိုက်ခဲ့ရတာပေါ့နော် ပြီးတော့အမတ်တရတော့အင်ဂျီတစုံတည်းနဲ့တစ်ကားလုံးပြီးသွားတာပေါ့နော်တွက်ချိကြိုက်တဲ့ကားလေးပါဟုတ်ကဲ့အဲ့လိုတော့မမြင်သောပေါ့ပြီးတော့ပထမအုံဆုံး series ဖြစ်တဲ့အတွက်ကြောင့်တွေးကြုံလည်းမရှိတော့ကိုယ်အနေနဲ့အဲ့အရာတွေတိတ်မတွေးဖြစ်ဘူးပေါ့နော်အော်ရိုင်းရင်းနဲ့မှအော်ဟုတ်သားပဲဒီစာအုပ်ထဲဝင်သွားတော့ဒီအင်ဂျီတစုံတည်းပဲပြီးသွားမှာပေါ့နော်အဲသုံးစုံလေးစုံတော့လဲပါတယ်ဒါပေမဲ့တကယ် main ကဒီအင်ဂျီနဲ့ပဲဖြစ်နေတာပေါ့နော်ဟုတ်ကဲ့အော်အဲ့ဒါကတော့ကျွန်တော် MRT4 ဒီ Canal Plus ဘက်က နေ stylist team ရှိရပေါ့နော်သူတို့ကပဲစီစဉ်ပေးရပါတယ်ဒီကိစ္စကဟုတ်တယ်အဲ့မှာတော့ဘာမှကျွန်တော်လှခွင့်လည်းမရှိဘူးအဲပြင်ခွင့်လည်းမရှိဘူးစဉ်ခွင့်လည်းမရှိဘူးအဓိကကျောင်းသူကျောင်းသားတွေကြောက်နေရမယ်လန့်နေရမယ်ပေါ့နော်ဟုတ်ဟုတ်အဲဘလာစာအုံးလေးကအခုပြန်ကြည့်ကြည့်ရအချိန်မှာကျွန်ဒီနေလိုအပ်ချက်တွေကတော့အများကြီးရှိရပေါ့ပထမဦးဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဟောကတော့ကိုကတော့ပြင်ပြင်လှုပ်တာပေါ့နော်ဒါပေမဲ့တကယ်တမ်းအခုနည်းနည်းနောက်ပိုင်းတရုတ်ဆောင်ပုံလေးနည်းနည်းပို့ပြီးတော့တည်လာတဲ့အချိန်မှာပြန်ကြည့်ရတဲ့အချိန်မှာတော့ကိုရဲ့တရုတ်ဆောင်ပုံလေးရလိုအပ်ချက်ရှိနေတဲ့ပြင်မဲ့အဲတကယ်အဲ့ဟောကတကယ်ကို ူတက်ရင်တက်တဲ့လောက်ကိုအစမ်းပုံထုတ်ပြီးတော့စူးစမ်းခဲ့ရတဲ့ series လေးအပြီးတော့အားလုံးအားလုံး Jenny အမှာပါဝင်တဲ့အဲ Jenny ရဲ့ cast တွေတခြား cast တွေအားလုံးနဲ့လည်းတကယ်ကိုအခုချိန်ဒီ friendship တစ်ခုတည်ဆောက်ထားနိုင်တယ်တော့အမှတ်တရအရင်ကြည့်ပြီးတမိုးရှိတဲ့ဇလန်တွေလေးပါအနောက်လောက်ကြည့်ပြတယ်ဟုတ်အဲ Jenny ရောကြည့်ပြတာပေါ့သူ့ရဲ့အရင် series အရင်ပြောင်းကလည်းကြည့်ပြတယ်အဲအခုနောက်တစ်ခါထပ်ပြောင်းလည်းပြောရင်မကြည့်ရင်တောင် Jenny TikTok မှာပေါ်ပေါ်လာရပေါ့အဲ့အလေးကလည်းဝမ်းသာစရာလေးပါအဲဒီကားလေးကတော့အမှန်တမ်းပြောရင်ကလေးပြိတ္တလေးပူရလာပေါ့နော်အားလုံး လည်းပြောရရင်ကိုရီးယားရိုင်းနေရောမကြောက်မကြောက်ဘူးပေါ့နော်ဒါပေမဲ့လာပြီးလာရဲ့ feedback တွေကမြန်မာတရင်ကားတွေမှာတော်တော်ကြောက်ဖို့ကောင်းတယ်ဆိုတော့ လာပေါ့အဲ့လောက်လောက်ဖြစ်သွားလာပေါ့နော်ပြီးတော့ကလေးလေးဆိုအခုဆိုအပြင်မှာတွေ့ရင်ကလေးလေးတွေကမမနင်းဆက်မမနင်းဆက်ဆိုပြီးတော့ဒါပြောကြတယ်လိုက်ချိုးတောင်ပြောက်သွားတယ်အခုနင်းဆက်နင်းဆက်ကိုလာပြီးတော့ပြောကြတာပေါ့နော်အဲဆိုတော့ပျော်တယ်မှတ်တရလည်းဖြစ်ပါတယ်ပြီးတော့ကလေးပြိတ်သက်လေးဆိုတာကျန်ကြီးအရင်လိုချင်တာပေါ့နော်အဲ့တော့ကလေးပြိတ်သက်လေးရလာတဲ့အတွက်ကြောင့်လည်းပြောပါတယ်ဟဲ့ဟောလေရိုက်နေလို့ဆိုတော့မကြောက်ဘူးတကယ်မကြောက်ခဲ့တာ။အော်အော်ငါတို့တရေကကြောက်ရောကြောက်ဖို့ကောင်းရဲ့လားဆိုအပြုတ်ခွီပဲခွီနေတာ။အကုန်လုံးကလေတငယ်ချင်းတို့ဖြစ်သွား။ဒါပေမဲ့တကယ်တမ်းပြန် ြန်ထွက်ကြည့်ရတဲ့အချိန်မှာဒီ lighting နဲ့ပြီးတော့ sound effect တွေနဲ့အကုန်လုံးပေါင်းလိုက်တဲ့အချိန်မှာတော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ်ဟုတ်ဝမ်းသာပေါ့ဟိုဟာ clip ပြိတက်ရဖို့ဆိုတာအရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ clip တွေကရုပ်ရှင်တိတ်ပြီးတော့လည်းမကြည့်ကြဘူးကြည့်ရတာက limit ဖြစ်တယ်ပေါ့နော်သူတို့စီကအကြိုက်ခံရဖို့ဆိုတာအရန်စူးစမ်းရတယ်ပြီးတော့ clip တွေက honest ဖြစ်တယ်ပေါ့နော်သူတို့မှဘာမှလို့ညာမှလို့ကြိုက်တာမရှိဘူးသူတို့ကသူတို့ကြိုက်တယ်ဆိုသူတို့တကယ်ချစ်လို့ကြိုက်ကြိုက်ကြရများတော့ clip ပြိတက်ရတယ်ဆိုတော့ဒီအတွက်ဒါမှန်တိုင်းပြောရရင် go user တစ်ခုပါပဲဟုတ်အဲဘလာစားဟုတ်က တော့အရင်သခေါက်ကြည့်ခဲ့တဲ့ဇန်နီမှာတဖြည်းဖြည်းပေါ့လူဆိုတာအတွေ့အကြုံအရအများကြီးပို့ပြီးတော့တိုးတက်ကောင်းမှုပြောင်းလဲလာနေရှိရောဇန်နီနေနဲ့လည်းအဲ့ရုံကတော့အကောင်းဆုံးလုပ်ခဲ့တယ်ဒါပေမဲ့အဲ့အကောင်းဆုံးဆိုတဲ့အချိန်မှာဇန်နီလိုအပ်ချက်လေးတွေ့တယ်။အော်အဲ့ရုံကလည်းငါလိုအပ်ချက်ရှိရဲ့အလျက်ငါစူးစမ်းခဲ့တယ်။အခုချိန်မှာလည်းဇန်နီလိုအပ်ချက်တွေရှိအောင်မယ်။အဲ့ရောဒီဟာကိုလည်းကိုကိုကိုအခုချိန်မှာအကောင်းဆုံးလုပ်ချင်တဲ့ဟာတွေကနောက်တစ်ချိန်ပြန်ကြည့်ရင်ဇန်နီလိုအပ်ချက်ရှိနေအောင်မှာပဲ။အဲ့ရောဘယ်ချိန်ကြည့်ကြည့် ါလိုဖြစ်ဖြစ်ဒီဟိုမှာလိုအပ်ချက်ရှိခဲ့တယ်ဘလာဆောင်းမှာလိုအပ်ချက်ရှိခဲ့ဆိုမှဒီနောင်နာမရအောင်ဒီအကောင်းဆုံးပေးခဲ့ဆိုတော့ကိုအတိဆုံးပေါ့နော်အဲ့လိုစိတ်လေးနဲ့ပဲငါအမြဲစူးစမ်းမယ်ဆိုရယ်စိတ်လေးဖြစ်ပါတယ်မအောင်မြင်သေးပါဘူးစူးစမ်းစဲပါအခုချိန်ကြီးလည်းစူးစမ်းစဲပါအခုချိန်ကြီးလည်းမအောင်မြင်သေးပါဘူးဒါပေမဲ့အများကြီးအတိမတ်ပြူလာကြတာလေးတွေ့ရော်လဲ အဲဝမ်းသာပါတယ်ကိုကိုကိုလည်းဆက်ပြီးတော့သွားဖို့ motivation ရတာပေါ့နော်ပြန်ချင်းဆိုအများကြီးပေါ့အများကြီးပေါ့အဲ့တော့ကလွန်ခဲ့3နှစ်ကဆိုတော့လေတရုတ်ဆောင်ပိုင်းရောအော်ဒီရုပ်ပိုင်းဆိုင်ရာတွေရောဒီစကားပြောရဲ့ပိုင်းမာတွေရောအများကြီးလိုအပ်ချက်ရှိရယ်ပေါ့နော်အခုကတော့အဲအရင်ကဆက်ဆိုင်ရင်နည်းနည်းပိုပြီးကောင်းလာပါတယ်ဟုတ်အတရားစခန်းကတော့မှန်တမ်းပြောရရင်ဒါလူတိုင်းလိုအပ်တယ်ပေါ့နော်တရားစခန်းဝင်ရင်အရင်နှစ်ကစဝင်ဖြစ်တာတရားစခန်းဝင်လာရင်ဒီတကယ်တရားရရမရရဆက်လေအေဂျင့်နဲ့စိတ်တစ်ခုဖြစ်တယ်ပေါ့နော်ဇနီးတို့ဒီအနုပညာလောကဆိုပို့ ြော့တာဝင်တဲ့နယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့နေ့စဉ်ဘဝကျွန်တော်တို့ကဘာမှဘာပြဿနာမှဘာ drama မှမရှိဘူးဆိုတာပြည်သက်တွေနဲ့တွေ့ရတယ်အများတန်းတစ်ခါလေကိုယ့်ဘက်ကစိတ်ညစ်နေတာပြည်သက်နဲ့တွေ့ရင်အာမင်္ဂလာပါဆိုပြီးပြုံးပြော့နေရတာပေါ့နော်ကျွန်တော်တို့ကစိတ်ချပေါက်လေးကလိုအပ်တယ်အဲ့တော့ကြောင့်တရားစခန်းကတော့ဝင်ဖြစ်ပါတယ်ဘာလည်းမဟုတ်ဘူးပေါ့နော်စိတ်ချပေါက်လေးစိတ်ငြိမ်းချမ်းမှုလေးရအောင်ပေါ့ဒီတစ်ခါဆက်ရှင်းမိုက်တော့မှဝင်ဖြစ်တာကတော့တကယ်ကိုဟိုမှန်တမ်းပြောရင်ငြိမ်းချမ်းမှုအပြင်ကျွန်တော်တို့နေအသိဉာဏ်တစ်ခုလည်းရသွားပေါ့နော်အဲ့ဒါလေးကတော့အကျိုးဆုံးရှိတယ်အဲကိုယ်ကကိုဝင်ဖို့တော့အရင်လောက် တာပေါ့ပြောရင်ပြောရင်လည်းတကယ်ချင်းနေရတယ်ဝင်ကျင်နေဆိုဥလိုက်ကြီးဖြစ်သွားပေါ့၄ယောက်တကယ်ချင်း၄ယောက်တူတူဖြစ်တာပေါ့မပူလာမှာမပူလာမှာအဲပူလာမှာတော့ဒီနေ့စဉ်နဲ့အမျှတော့ထိပ်ွက်သွားလာနေရတဲ့အတွက်ကြောင့်အပူလေးရတော့ရှိတာပေါ့နော်တရားစကန်းဝင်ပြီးတဲ့အချိန်မှာစိတ်ဖြစ်နိုင်လာပေါ့နော်ပို့ပြီးတော့ဝိပဿနာတရားနဲ့ပို့ပြီးတော့စိတ်ဖြစ်လာနိုင်တာကိုလည်းကိုယ်ကို ြင်ရပါတယ်ဟုတ်ပါတယ်ဒါနိုင်ငံတကာပွဲတော့မှာလည်းရုပ်ရှင်စုလေးရထားပေါ့เนาะဒါကတော့ဟိုလွန်ခဲ့တဲ့ကျွန်တော်နှစ်သုံးနှစ်ကဒီပြကြရေကြထားတဲ့စုလေးပေါ့အဲအားကြောင့်အမြဲတမ်းလည်းဂုဏ်ယူရတယ်အဲစုရရမရရဂုဏ်ယူနေရတဲ့ကားလေးပါဟုတ်ဒါပြည်သက်ကြီးအားလုံးလည်းဗလာဆောက်ဇလန်းခွဲလေးကိုအားပေးရတဲ့အတွက်ကျေးဇူးအများကြီးအားကြီးတင်ပါတယ်အဲဂျန်နီလည်းနောက်အမှုပညာလုပ်ငန်းရင်လည်းဆက်လုပ်ဖို့ရှိရတဲ့အတွက်ကြောင့်အဲမြေဂျန်နီကိုတွေ့ရရင်လည်းအားပေးစားပါအောင်လို့ရွတ်ချင်ပါတယ်ရှင့်